အသက်50ကျော်မှဆံဝင်ခဲ့ပြီးမြောက်ဆုံးမှာတော့တရားပောင်တဲ့ဝင်သွားတဲ့ပကြီးဆရာဒီလူကငငယ်ကလေးကမိန်းကလေးတွေကိုစိတ်ဝင်စားခဲ့တဲ့သူပါသူရဲ့မိဘတွေကသူ့ကိုမိန်းကလေးတွေနဲ့တွေ့ဆုံပေးပေမဲ့လည်းသူကပဲမိန်းကလေးကိုမှစိတ်ဝင်စားခဲ့ပဲပကြီးကိုပဲဒီဇိုင်းမှတ်မှတ်ဆွဲခဲ့ပါတယ်ပကြီးကပဲသူ့ဘဝသူ့မျက်နှာမှုဖြစ်ခဲ့ပေးမယ်အသက်50ကျော်မှာတော့လုံးဝမထင်ထားတဲ့အရာတွေကစက်တိုက်ဖြစ်ခဲ့ပြီးနောက်ဆုံးမှာတော့ဖုန်းကြီးဝတ်သွားခဲ့ပါတယ် သူကဘယ်လိုမျိုးဘဝအပြောင်းလဲတွေကြုံခဲ့ရတာလဲ။ဘာကြောင့်နောက်ဆုံးမှာအခုလိုမျိုးဖုန်းကြီးဝတ်သွားခဲ့တယ်လဲဆိုတာသိရဖို့အတွက်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးပါရှင်။သူကတော့ရန်ရန်လို့ခေါ်တဲ့တရုတ်ပကြီးအမှုပညာရှင်တယောက်ပါ။သူရဲ့ပကြီးတွေကတရုတ်နိုင်ငံမှာနာမည်ကြီးလွန်ပြီးပကြီးကတစ်ချက်ကိုတရုတ်ယွမ်89တန်းအထိတန်ကြီးရှိပါတယ်။နောက်ပြီးသူရဲ့ပကြီးတွေကလက်ရမြောင်လွမ်းတာကြောင့်တရုတ်လူမျိုးတွေကအလူရက်ဝယ်ယူကြရပါသေးတယ်။ဒီလိုမျိုးပကြီးကိုပဲဒီဇိုင်းမမဆွဲပြီးဝင်ငွေဖြောင်းနေတဲ့ရံကိုလက်ထက်ချင်တဲ့မိန်းကလေးတွေကလည်းတန်းစီနေကြပါဗျ ဒီလိုမျိုးဝမိုင်းလှနေပြီမဲ့ရမ်ကဘယ်မင်းကလေးကိုမှစိတ်ဝင်စားခဲ့ပါဘူးဒီလိုနဲ့အသက်50အရွယ်ရောက်လာတဲ့ရမ်ကိုလူတိုင်းကအိမ်တော်မပြုတော့ဘူးလို့ထင်ခဲ့ကြပါတယ်ဒါပေမဲ့ဒီအတွေ့အထိကလုံးဝမဖြစ်နိုင်ဘူးဆိုတာရမ်ကတသက်ပြခဲ့ပါတယ်အသက်50အရွယ်ရောက်လာတဲ့အပြင်ငွေကြေးပိုင်ဆမ်မူရီကများလုံးနဲ့ရမ်ကနိုင်ငံတကာကိုလှည့်ပတ်ရင်အချိန်နှီးကုန်ဆုံးခဲ့ပါတယ်အရှိတောင်အာရှနဲ့အာဖရိကနိုင်ငံတွေကိုလှည့်လည်သွားလာရင်းနဲ့နောက်ဆုံးမှာတော့ရမ်အတွက်ဘဝလက်တွဲပေါ်ဖြစ်လာမဲ့မင်းကလေးနဲ့တွေ့ဆုံခဲ့ပါတယ် ဒီအကြောင်းတွေကိုဆက်ပြီးတော့မပြောသေးခင်အခုလိုမျိုးထူးဆန်းတဲ့အကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးနေတဲ့ကျမတို့ Interest Only Page လေးကို like နဲ့ follow လေးလုပ်ထားပေးဖို့လိုအပ်ပါလိမ့်မယ်ရှင်။အသက်90မှာချစ်သူတွေ့ခဲ့တဲ့ရမ်ကကောင်းမလေးနဲ့လူမျိုးမတူတဲ့အပြင်ပြောဆိုတဲ့ဘာသာစကားလည်းမတူပြန်ပါဘူး။ ဒါကြောင့်လန့်အခြေအနေနဲ့ကောင်မလေးကိုယူဆစကားပြောခဲ့ပြီးချစ်သူဖြစ်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ဘွားကထင်သလောက်မလွယ်ကူခဲ့ပါဘူး။လူတကာကသူ့ရဲ့ပကြီကားကိုအလူရဝဲကြပေမဲ့အခြေအေးမှာတော့သူ့ကိုမင်းကလေးဘက်ကလုံးဝသဘောမကျပါဘူး။အကြောင်းကတော့သူ့ကောင်မလေးကအာဖရိကနယ်ဘွားဖြစ်တဲ့အပြင်အသက်ကလည်း30လောက်ကွာနေတာကြောင့်ပါ။ဘယ်မိပါကားမှာကိုသမီးကိုသပင်းနေဖွေးနေတဲ့အဖိုးကြီးတယောက်ရဲ့အိမ်တောင်ဘက်အဖြစ်သဘောမတူတာကြောင့်ရမ်ကမိန်းကလေးရဲ့မိဘတွေသဘောကျဖို့အစွမ်းကုန်ကြိုးစားပြခဲ့ပါတယ်။ ဒီလိုနဲ့အသက်90မှာအချစ်ကိုတွေးခဲ့တဲ့ယမ်ကသူ့ရဲ့မင်္ဂလာဝဲကိုယွမ်၄သန်းကျော်သုံးပြီးတော့အကြီးကျယ်ဆုံးပြင်ဆင်ခဲ့ပါတယ်။မင်္ဂလာဝဲကိုတရုတ်နိုင်ငံကအမှုပညာရှင်တွေအားလုံးနဲ့စီးပွားရေးလုပ်ငန်းရှင်တွေပါတက်ရောက်ခဲ့ကြပါတယ်။အသက်ငယ်ငယ်မင်္ဂလေးကိုရခဲ့တဲ့ယမ်ကတာသမီနှစ်ယောက်ထွန်းကားခဲ့ပါတယ်။အာဖရိကမင်္ဂလီကလည်းတရုတ်နိုင်ငံကိုလိုက်လာခဲ့ပြီးတရုတ်စကားသင်တာတရုတ်ရွာဟင်းပွဲတွေချက်ပြုတ်တာကအစတင်ကြားခဲ့ပြီးတော့ရမ်နဲ့တသားတည်းဖြစ်အောင်ကြိုးစားခဲ့ပါတယ်။ အတွင်းညီညီလက်တွဲခဲ့ကြတဲ့ရမနုမိသားစုကတရုတ်နိုင်ငံရဲ့စီးပွားရေးလုပ်ငန်းတွေမှာမိသားစုလိုက်ကြော်ညာတွေရိုက်ခွင့်ရပြီးဝင်ငွေတွေပို့ပြီးတော့ဖြောင်းခဲ့ပါတယ်။ဒီလိုမျိုးအောင်မြင်မှုတွေရနိုင်ခဲ့တဲ့ရမက2018ခုနှစ်မှာတော့သူချစ်တဲ့အင်တာဘက်ကိုရုတ်တရက်ကွာရှင်ခဲ့ပါတယ်။အောင်မြင်ပျော်ရွှင်နေတဲ့မိသားစုကရုတ်တရက်ကွာရှင်လိုက်တာကြောင့်အလုံးလဲအားတင်သွားခဲ့ကြပါတယ်။ဒါတွေမကသေးပါဘူးရှင်။ရမကသူ့ရဲ့ပိုင်ဆိုင်သမျှအကုန်လုံးကိုသူ့ရဲ့အင်တာဘက်နဲ့ကလေးနှုတ်ကိုလွှဲပေးခဲ့တာပါ။အလုံးကသူ့ရဲ့အပြုအမူတွေကိုအံ့အားသင့်နေတော့မှပဲရမ်ကနောက်ထပ်ထူးဆန်းတဲ့အရာတစ်ခုကိုထပ်ပြီးတော့လုပ်ခဲ့ပါတယ် သူကတရုတ်နိုင်ငံရဲ့ကြောရဖုန်ကြီးကျောင်းတစ်ခုမှာဖုန်ကြီးဝတ်လိုက်ကြပါရမ်ကသူ့ရဲ့ဘဝမှာအောင်မြင်မှုတွေပျော်ရွှင်မှုတွေကိုအဆုံးစွန်ထိခံစားပျော်ရွှင်ခဲ့ပြီးပြီးမို့နောက်ထပ်အတွေ့အကြုံတစ်ဖြစ်တဲ့ငြိမ်းချမ်းပျော်ရွှင်မှုကိုရှာဖွေဖို့ဒီလိုလုပ်ခဲ့တာလို့ပြောပါတယ်အခုချိန်မှာတော့ရမ်ကဖုန်ကြီးဘဝမှာပျော်ရွှင်နေပြီတကယ်ပျော်ရွှင်မှုအစ်စ်ကိုရရှိနေပါပြီရှင်ဒီဗီဒီယိုတွေကလိုပဲပရိသတ်ကြီးတို့လည်းအေးချမ်းပျော်ရွှင်မှုအစ်စ်ကိုရှာဖွေနိုင်ပြီလားဆိုတော့မှတ်ချက်လေးပေးခဲ့ကြပါအောင်နော်